အယူနီယံယူကနေပြန်လေးပြောပြပါရစေ။ဒီနေ့ကတော့ဒီကလောင်လက်နက်ကင်တော်တင်းနဲ့အလေးပဲစကန်ချနေတဲ့နေရာကို19မှာရှိနေတဲ့ဒေတာကချမ်းလူတွေနဲ့ကလောင်လူမျိုးတွေကမောင်းထုတ်နေတယ်ဆိုတော့တင်းကိုကျွန်တော်မနေ့တည်းကရရှိပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီကလောင်လက်နက်ကင်တော်တင်းနဲ့အလေးကစကန်သာနဲ့မိုင်းတင်းကနေစုတ်ပါသွားတဲ့အခွေတွေရှိပါတယ်။တောင်မဲမိုင်းလုံးတွေစုတ်ပါသွားတဲ့အခွေတွေရှိတယ်လို့ဒီတောင်မဲအတွင်းထဲကိုလည်းစုတ်ပါသွားတဲ့အခွေတွေရှိကြပါတယ်။အဲ့ဒီကနေမှတချို့သောအခွေတွေကမိုင်းတင်းအုပ်စုတင်းကားရွာဘက်ကိုစုတ်ပါသွားတာရှိပါတယ်။ ိတ်လိုဂျမ်ဖက်တမားတွေဆုတ်ခွာလာတာရှိတဲ့အတွက်ဒေတာကန်တွေကပလောင်စကန်လာချတာကိုမောင်းထုတ်နေတာပါဒီနေ့မနက်6:00နာရီလောက်လေကဒေတာကန်တွေကပလောင်လက်နက်ကန်တွေကိုဆုတ်ခွာပြီးတောင်းဆိုထားခဲ့တယ်အဲ့ဒီတောင်းဆိုထားမှုကိုပလောင်လက်နက်ကန်တွေက DNA လေးနဲ့ပေါင်းပါတယ်ကမနက်9:00နာရီမှာဆုတ်ခွာပေးမယ်လို့သဘောတူညီရရှိခဲ့ပေမဲ့9:00နာရီအထိဆုတ်ခွာသွားခြင်းမရှိပါဘူးအဲ့ဒီအတွက်ဒေတာကန်ပြည်သူတွေကဒီပလောင်လက်နက်ကန်တွေပေါ် DNA လေးစကန်လာချနေတဲ့ကြွာကခုံးကြီးကျောင်းကနေထုတ်ခွာသွားဖို့ဆန္ဒထုတ်ဖို့ခဲ့ကြတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးရရှိတဲ့အသိတင်ရတော့ဒီနေ့စက်တင်ဘာ28ရက်နေ့နေ့လယ်တနာရီမှာတော့ကလောင်လက်နက်ကန်တော်ဒီနယ်လေးအကောင်းပါလေးသုတ်ခွာသွားကြပြီဖြစ်ပါတယ်ဒီလိုမျိုးအကျဉ်းသက်သမားတွေကိုရွာမှာဝင်ရောက်နေတိုင်းအခြေချမှုကိုလက်လံအားကိုအနိုင်ကျင့်ပြီးအခြေချမှုတွေကိုဒေသခံတွေကဒီရောက်မောင်းထုတ်နိုင်ပြတာကိုကျွန်တော်တို့အများကြီးအားပေးထောက်ခံသွားရမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းအကျဉ်းသက်သမားတွေဒီဝင်ရောက်နေထိုင်နေတဲ့နေရာတွေရွာတွေကရှိတဲ့ဒေသခံပြည်သူလူထုတွေအနေနဲ့ကိုယ့်ရဲ့ရဲ့ရွာ ိုးရဲ့ data မပြတ်စေဖို့လည်းအကျဉ်းဖက်သမားတွေကိုနောက်ထပ်သွားဖို့လိုရစေတဲ့အချက်ကိုလည်းပြင်သစ်နေတာရှိလာပြီးဖြစ်တာ။ပလောင်နေရှိနေတဲ့ရွေးဒီရွာတွေကတိုက်ပွဲတွေကရောက်လာမှာဖြစ်ပါတယ်။အဲ့ဒီတဲ့ data ကန်တွေရဲ့ဒီနိုင်ငံရေးကြီးကြီးမြန်မာမှုတွေဆိုရမှာဖြစ်ပါတယ်။ဒါကတော့ပလောင်နေစခန်းလာချပြီးပလောင်နေရှိတဲ့တပ်တိုက်ပွဲကရောက်ကိုရောက်လာမှာဖြစ်တယ်။ပလောင်နေရှိလို့တိုက်ပွဲရောက်လာရင်ကြွားနာနဲ့ရောပစ္စည်းတွေဆိုတဲ့အခြေအနေကို data ကန်တွေကပေါင်းအောင်လာတဲ့အခါကြပါတယ်။ အဲ့ဒီတွေဖလောင်းတွေဥရာကနေဆက်ခွာသွားဖို့တတိရှိကရေရဲဝင်တောင်းဆိုနိုင်ခဲ့တာကိုကျွန်တော်အားပေးထောက်ခံပါရမှာဖြစ်ပါတယ်။ဒီတွေပလောင်းလက်နက်ကတော့ BNL ကတော့အဲ့ဒီ19ကျွာအုပ်စုနာပြင်းရွာကနေဆက်ခွာသွားကြပြီဖြစ်ပါတယ်။ဒါကအောင်မြင်မှုတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်ပြီးတော့ တခြားသော data တွေကိုယ့်ရဲ့ရက်ရွာတွေပျက်စီးလို့အားပေးထောက်ခံရတာဖြစ်တယ်ဆိုတော့တည်င်းလေးကိုကြားဖြတ်ပြန်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ data ပြန်ပြေးလို့တို့လေဘလောက်လက်နဲ့ကန်တော့ DNA တွေကိုမောက်ထုတ်နိုင်ခဲ့တဲ့မှတ်တမ်းပုဒ်တွေပိုင်းလေးတွေလည်းကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။

ขาได้ออกความออกว่าเขาเปิดด้วยซ้อมกันค่ะเด็ก